အေယာဝတီတိုင်းဒေသကြီးမြောင်းများမြို့တနာပြူတနန်းချောင်းမှာအပတ်စဉ်ကတနာပြူတာဖွာဂျီပလိုမာတနန်းသားတနန်းသူများအားဂျူတီကုတ်နဲ့ဦးဆောင်အနှင်းချင်းခန္ဓာကိုဒီကနေ့မနက်ပိုင်းကပြုလုပ်ခဲ့ရာတနန်းသားတနန်းသူများကဂယုနာအလင်းတချင်းဖြင့်အခမ်းအနားကိုတည်ဆို့ဖွင့်လင်းခဲ့ပြီးနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမောင်ဝင်းကကျန်းမာရေးကံကြဖွံ့ဖြိုးတိုးတက်ရေးနဲ့နိုင်ငံသားများရဲ့ကျန်းမာရေးကောင်းမွန်ပြည့်စုံပြီးလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကံတာအထိလိုအပ်တဲ့ကျန်းမာရေးလူဆွမ်းအားအရေး ဲမြင့်များဖြစ်တဲ့မျိုးဆက်အသည့်သနာပြုတနန်းသားတနန်းသူများကိုများစွာခုံယူပါကြောင်းဂျူဒီကုန်းနဲ့ဦးဆောင်အနှင်းချင်းခံယူကြတဲ့တနန်းသားတနန်းသူများဟာမိမိတို့အတတ်မွေးဝမ်းကြောင်းပညာရက်ကိုအဆင့်မြင့်ပညာရက်များတက်မြောက်နိုင်သည့်အထိအဆင့်ဆင့်တက်လန်းနိုင်အောင်ဂျိုးပန်းအားထုတ်စည်းလိုကြောင်းပြောကြားခဲ့ပါတယ် အဲဒီနောက်တောင်ဝန်ရှိသူများကတနန်သားတနန်းသူများအားဂျူတီကုန်းနဲ့ဦးဆောင်များအနှင်းခဲ့ပါတယ်ဆလဘီတိုင်းဒေသကြီးဝန်ကြီးချုပ်ကထူးချွန်စွာရရှိတဲ့ပထမနှစ်နဲ့ဒုတိယနှစ်မှတနန်းသူများအားစုများချင်းမြင့်ခဲ့ပြီးတနန်းသားတနန်းသူများတွေဂုံပြူချင်းမြင့်ခွင့်များကိုပေးအပ်ရာမြောင်းများမျိုးသူနာပြူတနန်းကြောင်ကြောက်အုပ်ကြီးကလက်ခံရယူခဲ့ပါတယ်။ အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့အဖွဲ့ဟာမြောင်းများမြို့မြားစဲရောင်သဒ္ဒနာနယ်မြေမှာပြုလုပ်တဲ့အရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့2025ခုနှစ်ဒုတိယအကြိမ်မိုးရသည့်တစ်ပင်စိုက်ပျိုးပွဲခမ်းနားသို့တက်ရောက်ခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကတစ်တုံးများအပါအဝင်သဘာဝတရားစာတာများကိုထိမ့်သိမ်းဆောင်ရှောက်ကရေရှည်တည်တံ့စေခြင်းအပြင်ဘေးအန္တရာယ်များကိုကာကွယ်နိုင်ုံသာမကနောက်အနာဂတ်နောက်လာနောက်သားများကြွယ်အမွေနေကောင်းများချဲ့ရစ်ထားပေးနိုင်မှာဖြစ်ပါကြောင်းအရာဝတီ ိုင်းဒေသကြီးတတော်ဦးစီးဌာနအနေနဲ့အခုနှစ်မှာနိုင်ငံပိုင်စိုက်ခင်းများအနေနဲ့စီးပွားရေးစိုက်ခင်းဧက2550ဒီရတော်စိုက်ခင်းဧက1400စက်မှုကုန်ကျန်းစိုက်ခင်းဧက400ကျေးရွာချင်းစိုက်ခင်းဧက850ရေဝဲရေလဲစိုက်ခင်းဧက150နဲ့ဒေသခံပြည်သူအစုအဖွဲ့ပိုင်းတတော်စိုက်ခင်း223ဧကစုစုပေါင်း9483ဧကတီထောင်စိုက်ပျိုးလျက်ရှိပါကြောင်းပြောကြားပါတယ် အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဇနီးကဦးဆောင်မီတစ်ပင်များကိုစူပေါင်းစိုက်ပျိုးခဲ့ကတိုင်းဒေသကြီးဝန်ကြီးချုပ်ဟာတောင်ဝန်ရှိသူများနဲ့တူဌာနဆိုင်ရာများလူမှုရေးအသင်းအဖွဲ့များနဲ့ဒေသခံပြည်သူများရဲ့စူပေါင်းတစ်ပင်စိုက်ပျိုးမှုကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ပါတယ်။ မြောင်းများမျိုးနဲ့မြားစဲရောင်တတနာနယ်မြေမှာတောင်ဝန်ရှိသူများဒေသခံပြည်သူများစုစုပေါင်း1200ကကျွန်းပြင်ကလေးမဟောကနီမြောင်းကိုမန်ဂျာရှာဂန်းခေါ်ခရီးပဒေါစိန်မန်းတပြေဘူးတရေတမတင်မျိုးစက်တမျိုးအပြင်1530ကိုစုပေါင်းစိုက်ပျိုးခဲ့ပါတယ် အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဇနီးဟာမြာစင်းရောင်တပနာနယ်မြေတိဟရာစာကုန်းတော်မှာတိထားကိုကွယ်တော်မူတဲ့အလိုတော်ပြည့်ဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြီးညိုခဲ့ပြီးပန်းရည်ချမ်းစီမီများကတ်လူခဲ့ပါတယ်။အဲဒီနောက်မြာစင်းရောင်တပနာနယ်မြေရှိ မင်္ဂလာကြောင်တော်ဦးစွန်စာကြောင်ဆောင်တဲ့အုတ်မြစ်ချမင်္ဂလာခမ်းနာတို့တက်ရောက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်တိုင်းဒေသကြီးတရားသူကြီးချုပ်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနဲ့အလှရှင်မိသားစုများဟာမင်္ဂလာအချိန်မှာပနက်ရိုက်ပြီးရေနာအုတ်မြစ်များစီပေးခဲ့ပါတယ်။ ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာများစေးရောင်တဒနာနှင်မြေအောင်မင်းကောင်ကြီးဓမ္မသာလာဓမ္မယုံတော်ကြီးမှပြုလုပ်တဲ့စွန်စာကျောင်းဆောင်တင်ဆောက်လုပ်လှူဒန်းမှုအတွက်အလှူတော်ငွေပေးရလှူဒန်းမှုအခမ်းအနားတို့တက်ရောက်ပြီးအလှူရှင်မိသားစုကအလှူငွေကျပ်သိန်း5000ကိုပေးအပ်လှူဒန်းရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကလက်ခံရယူခဲ့ပါတယ် ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာမြောင်းများမြို့နယ်ကျုံဝါကြီးရွာရှိတောင်သူဦးမြင့်တန်းရဲ့လယ်မြေ6အေကားမှာပြုလုပ်တဲ့စက်မှုလျာဦးစီးဌာနမြောင်းများမြို့အမှတ်38စက်မှုလျာစခန်းမှာ6တန်းသွားကောက်ဆိုင်ဆက်နဲ့တရုတ်ပြစိုက်ပျိုးခြင်းနဲ့မျိုးစစ်ချကရိယာနဲ့စိုက်ပျိုးခြင်းများကိုကြီးစုအားပေးခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကလယ်မြေအဆင့်မြင့်တင်ခြင်းများဆောင်ရွက်နိုင်ရေးနဲ့တောင်သူကြီးများရဲ့စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မှုများကိုဆွေးနွေးမှကြားခဲ့ပြီးလိုအပ်တာများကိုညှိနှိုင်းပေါင်းဆက်ဆောင်ရွက်ပေး ေးခဲ့ပါတယ်ဒီသတင်းကို ပသိမ်သတင်းဌာနကွဲမှပေးပို့ထားတာဖြစ်ပါတယ်ရှင်